ထိုင်းပြည်မှာနေဆက်မြောက်ပြည်မြို့နယ်ဒီမိုကရေစီအကျိုးပြုကျင့်တက်မတော် DGPA ထိန်းချုပ်နယ်မြေတောက်ခတ်ကြည်ရွာမှာလေပတ်နေတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနိုင်ငံသား443ယောက်ကိုထိုင်းနိုင်ငံဘက်လွှဲပြောင်းပေးဖို့အသိရှိနေတယ်လို့ DGPA စီးပွားရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးစောဆန်းအောင်ကမတ်လ9ရက်နေ့မှာ ပြောကြားလိုက်ပါတယ် DGPA နဲ့နှိစက်တဲ့မြန်မာတပ်သားများတို့ကိုပြောကြားတာဖြစ်ပါတယ်ဒီနိုင်ငံပေါင်း20နဲ့နိုင်ငံ ဒီသူတို့တို့ကိုဒီညမှာစုလာတဲ့လက်ရှိလူ400နဲ့43ယောက်ရှိတယ်ပေါ့လေဒါဒီလူတွေကျွန်တော်တို့တကယ်ပို့ဖို့နော်ထောက်ကြောင်းမှန်ကန်ကြောင်းဆိုတာဆရာတို့ကျွန်တော်တို့ကဟိုပွင့်လင်းမြင်တာခြားပြတယ်ပေါ့အီသိုပီးယားကင်ညာအင်ဒိုနီးရှားဖိလစ်ပိုင်တရီလင်ကာဘင်္ဂါဒေ့ရှ်ပါကစ္စတန်အိန္ဒိယနီပေါ်လာအိုအပါအဝင်နိုင်ငံဆောင်ကလူတွေကိုထိုင်းနိုင်ငံဘက်အလွှတ်ပြောင်းပေးဖို့အသင့်ရှိနေတာပါ အီသိုးပီးယားနိုင်ငံသား252ယောက်ပါဝင်တဲ့အဲ့ဒီလူလျာကျော်ကိုရွေးပြောင်းပေးတဲ့အခါ DGABA အနေနဲ့ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့မြန်မာစစ်ကောင်စီကဖိအားပေးနေတယ်လို့လည်းပြောပါတယ်အဒီဒီရေကတော့ဒီကတော့ဟာလေးကိုစားမှာလို့ပြုပလန်လာမှလည်းကျွန်တော်တိူလေအဲကျွန်တော်ပုံတာအပုတ်တာခိုင်းလာဆိုခိုင်းလို့ပို့လို့တာတော့တော့ခိုင်းလည်းလည်းမခံတော့ကျွန်တော်တို့ဒီဒီစစ်ကြောရောက်ပါလေအဲတို့ဒီနေ့လည်းအခုဒီနေ့မကိုင်းဘူးလို့ပါလေကျွန်တော်ပြောတော့လေ တော့လိုက်နာဟာတော့မသိဟုတ်နေပြီကွာနေတဲ့လူကြီးတွေကျွန်တော်အဖြစ်တင်မှာကြောက်တယ်ဒီလူတွေဟိုနားကောက်တယ်ဟောလေမတို့ပြောလို့မလို့ဘူးခဏလီပဲနဲ့ပြစ်မှာလဲကြောက်တယ်လေလက်တလော DKPA တက်ဖွဲ့ကငွေလိန်လုပ်ငန်းကလုံသမားတွေကိုရှာဖွေဖမ်းဆီးပြီးထိုင်းနိုင်ငံဘက်ပြန်လွှဲဖို့လုပ်နေပြီပဲအဲ့ဒီပြန်လွှဲတဲ့လူတွေအဲမှာထိုင်းနဲ့တရုတ်နိုင်ငံသားတွေမပါဘူးလို့ဒေသခံသတင်းရင်းမြစ်တကူက RFA ကိုပြောပါတယ်အခုပြန်ဖို့မယ်လူ၄၀၀ကျော်မှာတရုတ်နဲ့ထိုင်းတွေမပါဘူး အရင်တစ်ခေါက်ပြန်ပို့တဲ့လူနှစ်ယောက်ကျော်ထိုင်းစစ်တပ်ကလွှဲတော့ကလည်းထိုင်းနဲ့တူတွေမပါဘူးထိုင်းဝန်နှစ်ယောက်ပါတယ်ကပ်ပလီတွေပါကစ္စတန်တွေလည်းပါတယ်သူတို့ကြားဖြန့်ယူနေမှာထိုင်းတွေတူတွေဆက်ရှိနေတယ်အလုဆက်လုပ်နေရတယ်အပြင်ပေးမထော်ဘူးထိုင်းနဲ့တူရှိတဲ့ယုံတွေကိုစစ်တာဖမ်းတာတွေမရှိဘူးကြောက်ခတ်ဒီသားကငွေလီလုပ်ငန်းတွေမှာအရမခိုင်းစီဖို့လူကုန်ကူးတဲ့သူတွေကိုညှဉ်းပန်းမနှိပ်စက်ဖို့တတိပေးထားပေမဲ့ညွန်ချားချက်တွေကိုမလိုက်နာသူတွေကိုရှင်းထုတ်နေတယ်လို့လဲဘ ෝජ ိုလ်ကြီးစောစမ်းအောင်ကပြောပါတယ် ကျောက်ခက်ဒေသကငွေလီလုပ်ငန်းမှာခိုင်းစေခံရသူတွေကို၃လအတွင်း DGBA ကအပြည့်ပြည့်လွှဲပြောင်းပေးဖို့ဆောင်ရွက်နေပြီမဲ့ထိုင်းနိုင်ငံအတွက်အခက်အခဲရှိနေတယ်လို့ DGBA ဗိုလ်ချုပ်ကြီးစောစန်းအောင်ကပြောပါတယ်ဒီမှာတင်တဲ့လူပေါင်းများတော့ဆုံးမဒီအခင်းရှိမှုတစ်ချက်နောက်ကက်တင်အော့တာပေါင်းကအမေဆိုလို့ဖြစ်ရင်ဒီခိုင်းအစိုးရနေရလဲလူပေါင်းဆိုလက်မခံတော့ဘူးအဲကျွန်တော်ထင်တယ်သူလက်ခံတော့မှသူ့နိုင်ငံကိုလက်ဆောင်နေလူတော့ပဲသူကပြန်လက်ခံတယ်အဲ့ဒါတော့အချိန်ကြာတာဖြစ် ဒီလူတွေကိုအကုန်လုံးကျွန်တော်ကအလိုက်ရယ်ကိုမလည်းကောင်းနေမှုသူလည်းမကောင်းသေးဘူးကြောက်ခန့်ဒေတာငွေလင်းလုပ်ငန်းကအလို့သမား261ယောက်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့မှာထိုင်းအာဏာပိုင်တွေလက်ထဲတွဲပြောင်းပြီးခဲ့ပါတယ်ဒီနောက်လူကုန်ကုခံရသူ443ယောက်ကို DKBA ကထပ်မံရှာဖွေတွေ့ရှိခဲ့ပြီးဒီလူတွေကိုပြန်လည်လွှဲပြောင်းပြီးခင်ကျွေးမွေးဆောက်ရှောက်ထားရတာခုဆိုသတင်းသုံးပတ်လောက်ရှိနေပြီလို့လဲ DKBA ကပြောပါတယ်